်အလုံးလုံးမဲ့တရားဓမ္မလည်းကိုယ်လုံးနဲ့ညာနဲ့တည့်ရမှန်ပါဘူးရှင်းပြီနော်ရှင်းပါပြီအဲ့ဒါဖြင့်အဲ့ဒီအလုံးနဲ့ညာနဲ့တည့်ဖို့လေဘုရားကသတိပေးလိုက်မှန်ပါဘူးအလုံးနဲ့ညာနဲ့တည့်ဖို့လေဘုရားသတိပေးလိုက်ပါလေတရားဓမ္မတို့ဒါလေးကိုမဟာဝဂသံယုတ်ပါလာတဲ့အတွက်နည်းနည်းမှတ်လိုက်ပါမှန်ပါဘူးအလုံးနဲ့ညာနဲ့တည့်ဖို့နော်မှန်ပါဘူးဘုရားဓမ္မတွေခု နိဗ္ဗာန်ကပဲပြောထားတယ်။ဩတရားဓမ္မတို့73ခုကိုပေါ်ရလိုက်ပါဆိုတာအလုံးပင်ထားတယ်။မှန်ပါဗျာ။ဝေဒနာဖြင့်လည်းဝေဒနာကြိုက်တဲ့တရားဓမ္မတွေကဒုက္ခဝေဒနာပေါ်လည်းဖြစ်ဖြစ်ရှိဒုက္ခဝေဒနာပေါ်လည်းဖြစ်ဖြစ်ရှိဥပ္ပကဝေဒနာပေါ်လည်းဖြစ်ဖြစ်ရှိပါဒီဝေဒနာရှိမှတော့ညံပဲမှမသွားပါနဲ့ဆိုရလေဝေဒနာသွားနဲ့ဒီတိုင်းမှမှန်ပါဗျာ။ စိတ်ကမားတွေလည်းပင့်ကိုရေးဥမှာပြပြီးလှုပ်ရလိုက်ပြန်ပြီးဒီကာလလှုပ်ရကပြည့်ပြည့်ရှိပြီလို့ရှင် ပြန်ပြီးဖဲလို့ဝင်လေအာရုံတဲ့စိတ်ကလေးပြန်ထိုင်ဆိုတာနေ့လည်းကပဲသုမခဲ့မှန်ပါပါဒါနေ့ကောင်းပြေးခဲ့တာပါပဲမှန်ပါပါအဲ့ဒီနေ့တွေကိုဓရမတွေကရနေတော့ဘုရားဓရမတွေတခုပေါ်လာတယ်အဲ့ဒီဓမ္မရှိကိုညံကလက်ဖြောင်လိုက် ်တရားဓမ္မတွေတခုပေါ်လာရင်ဘာလို့မလဲဉာဏ်နဲ့လက်ဖြစ်အောင်လိုက်နော်ဉာဏ်နဲ့လက်ဖြစ်အောင်လိုက်ပါလို့ဆိုတဲ့ဥစ္စာကိုသတိပေးတယ်မှန်ပါဗျာဘုရားကဉာဏ်နဲ့တော့မခွဲနဲ့ကွာမင်းခွန်နဲ့နဲ့ပြီးမယ်မှန်ပါဗျာဉာဏ်နဲ့ကျွတ်တဲ့နဲ့ဉာဏ်နဲ့မခွဲလို့ရှိရင်ခွန်နဲ့နဲ့ပြီးမယ်မှန်ပါဗျာဟာမင်းတို့ကသူတော်တွေကပြည်ပြီးသားဖြစ်လို့ရှင်းလေညနေအားထုတ်မနဲ့နိဗ္ဗာန်မြင်ရပါလိမ့်မယ် ဆိုရဲအမနာတောင်းကံရဲတဲ့ကိုတော်ကြီးဖြစ်ပြီးဒီကရနေတော့တို့ပဲလည်းကြောင့်မရပါလိမ့်မတော်လို့မဲတဲ့အခါဖြစ်တဲ့နဲ့ညာနဲ့မတဲ့လို့ဖြစ်ပါလိမ့်မယ်။မှန်ပါဗျာ။ရှင်းလား။ရှင်းပါဗျာ။ဘာနဲ့ဘာနဲ့မတဲ့။ဖြစ်တဲ့ဆိုတာဒကာရမတို့မှတ်ပါအိဋ္ဌာပါ။မှန်ပါဗျာ။အိဋ္ဌာနဲ့မက္ကနဲ့မတဲ့လို့ဖြစ်ရပါလိမ့်မယ်။မှန်ပါဗျာ။ရှင်းပြီနော်။မှန်ပါဗျာ။အဲ့တော့ ငါတဲ့တဲ့နေလေဥပမာတစ်ခုပြမှာကောမင်းတို့မတဲ့မှာလည်းသိဆိုရင်မှန်ပါပါတဲ့တဲ့နေလေလည်းဥပမာပြမယ်ဆိုပြီးတေလပတ္တသုတ်ဆိုပြီးတေလကစီပတ္တကခွက်ပေါ်ပြန်မှန်ပါပါတေလကစီပတ္တကခွဲဆိုပြီးကလာဘုရားခင်ကိုရမကြီးကဥမာရင်ဥပမာပြတယ်မှန်ပါပါဥပမာပြတယ်ဆိုတော့ဒကာကျွဲတို့သေးသေးချာချာမှတ်ပါ ်ဘုရားပေးတဲ့ဥပမာဖြစ်လေသောကြောင့်လေဩအမတန်ကရုဏာတော်ရင်ကြီးကပေးတာတို့ကိုရာ